ရှင်းပြလက်တရင်ရတယ်နော်ကျွန်မချခဲ့တော့အလူရယ်ကခင်းနေတော့ကြောင်းတော့ဒါပေမဲ့ကျွန်မနေခံကြက်ခဲ့ရတယ်မဟုတ်တဲ့ရေးကြည့်ရကျွန်မချခဲ့ရတယ်ကျွန်မဒီလိုအကြတော့ခုလိုကောင်းမှုရယ်နဲ့နေခံကြက်ခဲ့ရတာပေါ့တော့ကျွန်မအလူရယ်ကမဖြစ်ခဲ့ရတာပေါ့မတတဲစုတယောက်တမီလေးနဲ့အတူချောင်းမြို့နယ်တုံးပန်လာကြီးရွာကဖုန်ကြီးเจ้าမှာမေလ၁၇ရက်နေ့က တက်ပြောက်ဆုံးနဲ့သင်ငန်းကတ်လူရေးဆက်ချခဲ့ပါတယ်။တကယ်တော့မီလာ၁၇ရက်နေ့ဟာမတ်တဲတဲစုရဲ့တာဝန်ဖြစ်တဲ့အသက်၁၀နှစ်အရွယ်မောင်ဖြိုးကိုတန့်ကိုဆန်ချပြီးသင်ငန်းစီးပေးရမယ့်နေ့ဖြစ်ပါတယ်။အဲ့ဒီနေ့ကို မောင်ရှင်လောင်းဖြစ်တဲ့မောင်ဖြိုးကိုတန့်နဲ့အတူ ခင်မွန်းဖြစ်တဲ့ကိုနန်းကိုရဲ့တမီးလေးရဲ့နဲ့မတ်တဲတဲစုတို့မိသားစု၄ဦးကြည်နူးပီတီတွေနဲ့စောင့်မျှော်နေခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့မေလ၁၀ရက်နေ့နေ့လယ်ပိုင်းမှာ မုံရွာခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေမောင်းနှင်လာတဲ့စက်တက်လေးကြီးတစ်စီးရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်သူတို့ဤမှန်းထားတဲ့ရှင်ပြုတ်လူဟာတာရေးကနေနာရေးဖြစ်ရုတ်ချီးပြောင်းလဲသွားစေခဲ့ပါတော့တယ်။မာရွာနာမနဲ့အစီမေးဆိုတော့ကြတာအဝစားလေးဝယ်ပြီးပြန်လာအဝစားအထားကြဟာယူပြီးပြန်လာအိမ်ထဲကိုတန်းဝင်လိုက်တာပေါ့တော့။တောက်ချရော့အတူတူဒါထုလိုက်ပေါ့တော့။ ူကတော့ပြောတယ်နိလေးလာနဲ့ကြားတယ်နိရှောင်းလာကိုကလေးနဲ့ဆိုတော့အေးရှောင်းလိုက်မယ်ဆိုတော့အရင်ရက်ကတည်းကကလေးကအကြောင်းအထားလာကြတယ်ဝင်းစင်းရင်းလည်းမရှိအဲ့ temp ကလည်းမရှိတော့အထားလေးရှာနေတဲ့အချိန်လေးရိတ်တော့ဟိုမှာမပူဘူးရယ်ထွက်ဖို့ရကအချိန်ရနည်းနည်းနောက်ကျသွားတယ်လို့ဖြစ်သွားလို့ဆိုတော့ဒီမှာလည်းအိမ်ထဲဝင်တော့တောင်ပတ်ထွက်မယ်အဲ့တော့ထွက်ကိုမထွက်လိုက်ရပါဘူးတော့အုံးအတိုင်းကျတော့ကျုပ်လည်းမတက်ရဲ့ဒီကလေးကလည်း နှစ်ယောက်နဲ့မောင်နှမနှစ်ယောက်နဲ့ဆိုတော့ဘာမှကိုမသိလိုက်အပေါ်ပေါ်ကျော်လဲအကုန်လုံးအပေါက်ဖြစ်တော့အောက်ငုံထလိုက်တော့အဲအငယ်မလေးရဲ့ကရင်ကြားထဲနဲ့မိမိမိထွက်လာတဲ့တတိပေါ်ပြီးတိုက်ကလေးလေးကိုစွဲပြီးတော့ကလည်းဟောငါတမီးလေးဘာမှမဖြစ်ဘူးခါဆိုအဲကောင်မလေးကလည်းကျောက်သားလေးလက်လက်လက်ဆိုကျောက်သားခေါ်မိရတော့ကျောက်ကလည်းကျောက်ကကြာဘာမှမဖြစ်တော့ဘူးဆိုပြီးကျောက်ကကြာလည်းကျောက်ဟောပြီးနားခေါ်တော့ကျောက်ကလည်းဖြစ်ဖြစ်တိုင်းဖြစ်လာတော့ကျောက်လည်းကျောက်တမီးလေးကိုအတိုက်ရှိရေးဆိုပြီးကျောက်တမီးလေးခေါ်ပြီးဆွတ်ပြေးရတာပေါ့တော့ ဆက်တက်လီဒီကနေပြစ်ချလိုက်တဲ့120မမဘုံဒီ၃လုံးကြောင့်ရှင်ပြွေးအတွက်ရည်ရွယ်ထားတဲ့ကတော့ပွဲဟာတဲအလိမ့်လိမ့်ပေးကြံသွားခဲ့သလိုဆန်ချရမယ့်မောင်ရှင်လောင်းရဲ့ဥကောင်းဟာလည်းကြေမွားစေခဲ့ပါတယ်။မောင်ရှင်လောင်းရဲ့ဖခင်ဖြစ်တဲ့ကိုနန်းကိုဟာလည်းဒီရမှာပဲအသက်ဆုံးရှုံးခဲ့ရပြီးလွတ်မြောက်ခဲ့တဲ့ညီမဖြစ်သူကတော့ပေါင်မှဒဏ်ရာရခဲ့လို့စေကူတာမှုခံယူနေရစေပါ။ငငယ်တွေကဖုန်းတော်ကြီးအကြောင်းမှာပြောတဲ့မောင်ဖြိုးကိုတန်းရဲ့တခုရီးသောယီမန်းချက်ဟာကိုရင်ဝိဖို့ဖြစ်တယ်လို့ သူရဲ့မိခင်ကပြောပြပါဗျ။သူဒီပါလာတဲ့ပတ်စံလေးနဲ့သူသားလည်းဖုန်းချောင်းနေတာဆိုတော့ကိုရင်ဝေးချင်တယ်ဆိုလို့မလို့ကျမလည်းပါတဲ့ပတ်စံလေးနဲ့သူ့ပေါင်းဆိုပြီးတော့ဖုန်းချောင်းအပြတ်လူတာပါအိမ်တော်မှမန်တဲ့ဒီပါလေးမထိုးပါအောင်ကြမတက်နဲ့မတက်နိုင်ပါဘူးအဲ့လောက်ဒီကိုသူကတော့ကိုရင်ဝေးချင်တာလည်း အရင်ကတော့ဖေးအခီးထွက်တော့မမေးဖေးဖေးလာလို့ရှိရင်ဒါကတုံးတုံးပေးတယ်မှာကိုရီဝေးရှင်လို့အဲ့လိုအမြဲတော့ပြောပါတယ်သူ့ညီမကတော့ကိုရီပဲဝေးရှင်တာကြာတာတော့ဘာမှမဟုတ်ဘူးတန်းချောင်းလည်းမလိုက်တော့ဘူးလေကိုရီလေးပဲဝေးရှင်တာအဲ့ဒါတွေတော့ခဏခဏပြောတယ်ရဟောအညာဒေသမှာရှင်ပြုတ်အလှဖြစ်ဖို့တားရှင်တမိရှင်တွေဟာနှစ်တွေအချိန်တွေအကြာကြီးစုဆောင်ပြီးမှတားရှင်ပြီးရတဲ့ပွဲကို ကြီးကြီးကျယ်ကျယ်လုပ်ကြတာပါဒီအလှကိုလည်းရိုးရတလေးအရာ မြင့်မြတ်ဆုံးအလူးလိုတတ်မှတ်ကြပြီးအရင်ကဆိုရင်ဒီလိုပွဲမျိုးမှာမောင်ရှင်လောင်းတွေကိုမြင်ပေါ်တင် နားသားမဲ့တမိဖြစ်သူကနွားလဲပေါ်ကလိုက်နဲ့ဦးစီဘုံမောင်းတန်ညံပြီးချင်းငိမ့်တဲ့ကျင်းပကြတာဖြစ်ပါတယ်။ဒါပေမဲ့အထက်အညာရက်မှာရွှေမျိုးသွားရောက်လုကင်ပြီးပြန်လာတဲ့ယောက်ျားဖြစ်သူရဲ့ချွေးနှဲစာဝင်ငွေလေးနဲ့ယက်တီရတဲ့မတတဲဆုလိုမိသားစုဖို့ရှင်ပြူပွဲကိုအတူချုံးတာလုပ်ဖို့စီစဉ်နိုင်ခဲ့တာဖြစ်ပါတယ်။မပြေစုံမှုတွေကြားကဒီလူကိုအကောင်းဆုံးဖြစ်နိုင်ဖို့ ိသားစုတွေစီစဉ်ခဲ့ပေမဲ့ဖြက်စီးခံလိုက်ရတဲ့အပေါ်မတက်တဲဆိုတယောက်ယူကျုံမရဖြစ်နေရပါတယ်သူကတော့မိသားစုတွေအလူပြေးဖြစ်တာပေါ့တော့အဝေးစားလေးတွေတက်တက်လူတွေကလေးလေးချင်းလေးတွေဝယ်ထားတာဝေရအောင်လို့ဒီမှာအလူကိုနည်းနည်းကိုခဲထားကြတာပေါ့တော့ဆိုင်မုတ်ကြည့်လာခဲ့ဦးအဲ့ကျတော့ရတောင်လေးတော့လောက်ခဲ့တာသူ့အတွက်ကိုရင်လေးတွေရတောင်လေးနဲ့ကာရအောင်လို့ဒီမှာရှင်ညီမပြောလောက်ခဲ့တာအဲ့ရတောင်လေးကင်မွားရစားပါအောင်တော့ ရှင်းနေလက်တင်းညားလဲလားဟောကျမချားကျင်တော့အလူရဲခင်းနေတော့ကြောင့်တော့ဒါပေမဲ့ကျမနေခက်ကြက်ခဲ့ရတယ်မဟုတ်တဲ့ရေးစားကြည့်ရကျမချားခဲ့ရတယ်ကျမတို့တို့အတွက်တော့ကုလိုကောင်းမှုရဲ့နေခက်ကြက်ခဲ့ရတာပေါ့တော့ကျမအလူရဲကမဖြစ်ခဲ့ရတာပေါ့မေလ14ရက်နေ့ကတော့သုံးမလာရွာမှာကွယ်လွန်သွားပြီဖြစ်တဲ့မောင်ဖြိုးကိုတက်နဲ့ဖခင်ဖြစ်သူကိုနန်းကိုတို့တို့ ကြံရည်သူမိသားစုတွေကရက်လေဆုံးတော့ပေးခဲ့ကြပါတယ်။လက်ရှိမြန်မာနိုင်ငံထဲမှာမတည်သေးစုတို့မိသားစုကြုံတွေ့ရတဲ့ဖြစ်ရပ်တွေထောင်ထဲချီရှိနေပါတယ်။အနာသိန်းစစ်တပ်ရဲ့လက်ချက်နဲ့ရှင်ခွဲတေခွဲကွင်းနေကြရတဲ့မိသားစုဘဝတွေတရားလက်မဲ့ပေးဆက်နေကြရပါတယ်။မတည်သေးစုဆိုရင်လည်းရှင်ပြီးတော့မဲ့တာလီယောမိခူအားထားနေရတဲ့ခင်မုံးမှာဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။သူတို့မိသားစုအတွက်တော့ကဘာပြူသလိုပါပဲ။ ဒီနေ့တော့ငားရက်လဲပြီးခဲ့ပြီကိုရင်အိမ်မှာတဲ့ခေါင်းကြီးနေပြီးတော့ဆရာနာခဲ့ရတယ်ပြောလို့ပြောမှမပြောပါဘူးကိုရင်ကျောက်ရင်းနဲ့လဲနာရဲ့လားကျောက်ရင်းကျုံမရလဲဖြစ်တယ်ကိုရင်အမကမပြောတတ်တော့ပါဘူးကျောက်မှာယူတော့ပါရင်တော့